မင်္ဂလာတုံမြို့နယ်ထောက်ကျမ်းမြို့ဧကရိယကွက်မှာရှိတဲ့ရန်ကုန်မြို့တော်စီမင်းသားယာရေးကော်မတီပတ်ဝန်းကျင်ထိန်းသိမ်းရေးနဲ့တန်ရှင်းရေးဌာနရဲ့ဝန်ထမ်းလိုင်းကမှဇန်နဝါရီလ23ရက်နေ့နေ့ပိုင်းကပောက်ကွဲမှုတစ်ခုဖြစ်ပွားခဲ့ပါတယ်။အဆိုပါပောက်ကွဲမှုကြောင့်လိုင်းကမှနေထိုင်တဲ့ကလေးငယ်2ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။အဲ့ဒီဒဏ်ရာရကလေးငယ်တွေကိုရန်ကင်းကလေးစေယုံကိုအရေးပေါ်ပို့ဆောင်ခဲ့ရပါတယ်။ပောက်ကွဲမှုဖြစ်ပွားခဲ့တဲ့လိုင်းကဟာဆယ်ပေပတ်လည်ဒဏီမိုးဝါကစီမင်းတန်ရှင်းရေးဝန်ထမ်းနေနေထိုင်တဲ့နေရာဖြစ်ပါတယ်။မီးဖျားတာဆိုတော့6နာရီ မိဖြတ်ပြီးတာတာဆိုတော့6နာရီခွဲလဲမကြာဘူးပေါ့နော်အဲ့ကြားထဲမှာဖြစ်တာအဲ့ဒါနဲ့အတန်နဲ့ကြားလိုက်ကြတော့ပေါ့ဒီကားဘိန်းပောက်တယ်ပဲကျမတို့ကတည်တာပေါ့နော်အဲ့ဒါနဲ့သူ့အမေအဲ့ခုဖြစ်တဲ့ကလေးရဲ့မအေးရတဲ့ခါလဲလာကြပေါင်းကဲကြပေါင်းလောက်ကြပေါင်းငါသားလေးကိုဆိုတော့မှတမိတို့လည်းထွက်ကြည့်တာထွက်ကြည့်တော့မှအခုလိုဖြစ်တာပဲတည်တယ်ဟိုပြောမယ်ဆိုရင်တော့ရှင်းတဲ့သားလောက်တော့ရှိတယ်ဟိုကလေးလေးကတော့6လ9လ9လအဲ့လောက်လောက်ပဲရှိသေးတယ်ကလေးမလေး ိုက်ဟိုအကြီးကောင်လေးရတော့ကိုနိုင်မဒီလက်တွေရလေဘာမှမရှိတော့ဘူးသွေးတွေကျနေတာပဲမြင်နေမြင်တာကိုပြောပြရအောင်နော်ဟိုကလေးလေးရတော့ဒီလက်မှာသွေးတွေကျနေတာပဲမြင်နေအဲ့နဲ့ဟဲ့လောက်ကြပါဟဲ့ခေါ်ကြပါဟဲ့လောက်ပဲဆိုအဲ့ဒါလူနဲ့ပဲကားနဲ့ဆေးကန်းကိုအတင်းဒီထဲရပေါ့နော်ဒူတာဝန်ကန်တို့တခွဲမှုတို့တွေနဲ့ပြောဆက်ပြီးတော့အဲ့နဲ့ဆေးကန်းကိုသွားတာတွေ့ကြားလိုက်တယ် အဲ့ဒီပောက်ကွဲမှုဖြစ်ပွားခဲ့တဲ့နေရာကိုတက်မတော်အင်ဂျင်နီယာတရင်နဲ့ CID မူကင်းရဲတပ်ဖွဲ့တို့ကလာရောက်စစ်ဆေးရှာဖွေမှုတွေပြုလုပ်ခဲ့ပါတယ်။ဒီလိုပောက်ကွဲမှုဖြစ်ပွားရတဲ့အကြောင်းရင်းနဲ့ပောက်ကွဲစေခဲ့တဲ့ပစ္စည်းအမျိုးအစားကိုတော့ရှာဖွေစစ်ဆေးနေစေဖြစ်တယ်လို့တက်မတော်အင်ဂျင်နီယာတက်မှအရာခံဘူကဆိုပါတယ်။ ပေါက်ကွဲမှုနဲ့ပတ်သက်ပြီးသဆိုင်ရာကဖြစ်ပွားခဲ့တဲ့အိမ်ကိုရှာဖွေစစ်ဆေးမှုတွေပြုလုပ်ခဲ့ပြီးပေါက်ကွဲခဲ့တဲ့အစနောက်ကိုရှာဖွေမတွေ့ရှိသေးတဲ့အတွက်ကောက်ချက်ချလို့မရပဲပစ္စည်းတစုံတရာတွေ့မှသာဘလို့ပေါက်ကွဲမှုမျိုးဖြစ်တယ်ဆိုတာကိုကောက်ချက်ချနိုင်မှဖြစ်တယ်လို့ CID ရဲတပ်ဖွဲ့မှ ရဲမှုစော်တန်းကဆိုပါတယ်ဒါအပြင်ပောက်ကွဲမှုနဲ့ပတ်သက်ပြီးသုံးသပ်ရမှာကလေးတွေရတဲ့ဒဏ်ရာကိုကြည့်ပြီးမှသာသုံးသပ်နိုင်မှာဖြစ်ပြီးပျက်စီးခဲ့တဲ့နေရာဟာဝါကျန်းကြုံမှုတာဖြစ်တာကြောင့်လက်ရှိမှာအသေးစားပောက်ကွဲမှုလို့သာပြောနိုင်တယ်လို့ဆက်လက်ပြောပါတယ်အဆိုပါပောက်ကွဲမှုဖြစ်စဉ်နဲ့ပတ်သက်ပြီးရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့ရဲ့အွန်လိုင်းစာမျက်နှာမှာတော့ကလေးငယ်နှစ်ဦး ပစ္စည်းဟောင်းတစ်ခုကိုလက်နဲ့ထူရိုက်ကစားစဉ်ပောက်ကွဲမှုဖြစ်ပွားခဲ့ပြီးအဲ့ဒီပောက်ကွဲမှုကြောင့်ကလေးငယ်နှစ်ဦးဒဏ်ရာရရှိကရန်ကင်းစေယုံကြီးမှာစိုးရိမ်ရတဲ့အတွင်းလူနာဖြစ်ကုသနေရလို့ဖော်ပြထားပါတယ်။ဒါအပြင်ဒဏ်ရာရရှိခဲ့တဲ့ကလေးငယ်တွေနဲ့အသက်၈နှစ်အရွယ်ယောက်ျားလေးမှာမျက်နှာလက်ဝမ်းပိုက်တို့မှာဒဏ်ရာရရှိခဲ့ပြီးအသက်၁၀လအရွယ်မိန်းကလေးကတော့လက်နဲ့ဝမ်းပိုက်တို့မှာဒဏ်ရာရရှိခဲ့တယ်လို့လဲရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့ရဲ့အွန်လိုင်းစာမျက်နှာမှာဖော်ပြထားပါတယ်။